မန္တလေးတိုင်းမိုးကုတ်မြို့ကနေပြန်လည်ဆုတ်ခွာသွားတဲ့ DNL တက်တရဲ့နေရာကိုတော်လိုင်းအိမ်ပူပေါင်းတက်တွေကဝင်ရောက်ပြီးတော့နေရာယူလိုက်တယ်လို့မြေပြင်တော်လိုင်းအိမ်တပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျ။မန္တလေးမိုးကုတ်မိုးမိတ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာတော်လန်ရေးတပ်ဖွဲ့တွေ6လကြာစစ်စင်ရေးဖော်ဆောင်နေတာဖြစ်ပြီးတအန်းလွတ်မြောက်ရေးတပ်မတော် DNL ကတရုတ်ရဲ့ဂျားဝယ်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရဲဆဲပြီးမိုးကုတ်ကနေပြန်လည်ဆုတ်ခွာပေးလိုက်တာပါ လက်ရှိမှာတော့မိုးကုတ်ဗျူဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်1222တပ်ရင် Tri ဗျူဟာမြင်းကြံ Black Tiger တပ်ရင်နဲ့မန္တလေးမိုးကုတ်တပိတ်ချင်းမြို့နယ်တွေမှာစစ်ရေးတာဝန်ထမ်းဆောင်နေတဲ့တော်လန်ရေးတပ်ရင်တပ်ဖွဲ့တွေကနေရာယူထားရလို့သိရပါဗျ။မိုးကုတ်မြို့ကာကွယ်ရေးအတွက်တော်လန်ရေးပူပေါင်းတပ်တွေအနေနဲ့အကောင်ဆုံးကြိုးပမ်းသွားမယ်လို့မြင်းကြံ Black Tiger တော်လန်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပါဗျ။တရုတ်ရဲ့ဖိအားဖြင့်လူတို့ရဲ့အသက်အိုးအိမ်ကိုငဲ့ညာတဲ့အနေနဲ့ မိုးမိတ်နဲ့မိုးကုတ်မြို့ကိုလက်လွတ်ပြီးအပြစ်ခတ်ရက်စဲဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကပြောဆိုထားပါတယ်ရှင်။